နေ့ပြည့်သက်များမင်္ဂလာပါရှင်ဒီတစ်ပတ် Dedicated Season အနေနဲ့မုတ်ဖက်ပြုလုပ်နေဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ဒီမုတ်ဖက်ပြုလုပ်နေရကြတော့ဆံကိုရေးစိပြီးတော့ကြိတ်စုံဒါမှမဟုတ်လို့ရှိရင်မိမိအိမ်မှာ blender နဲ့ကြိတ်ပြီးတော့ရလာတဲ့မုတ်မိကြီးကိုခုလိုမျိုးအုပ်ပါတဲ့ချိန်ပြီးတော့တင်ချမြေစစ်သွားအောင်တင်ရဲဒါမှမဟုတ်လို့ရှိရင်နှစ်ရက်ရေးစစ်ပြီးမှအသုံးပြုရမယ်ဖြစ်ပါတယ်အခုဒါဆံကို blender နဲ့ကြိတ်ပြီးတော့ဒီအုပ်ပါတဲ့ချိန်ပြီးတော့ တေချာမစ်စ်ထားတာဖြစ်ပါတယ်။ဒီရရှိလာတဲ့ဆန်နှစ်ခဲကိုမိမိတို့တော့ထုတ်ယူသုံးဆွဲပါမယ်။မသုံးတဲ့အပိုင်းကိုနောက်တစ်ခေါက်ထပ်ပြီးရစ်စ်ပြီးတော့တေချာသိမ်းထားလို့ရပါတယ်။ဆန်ကတော့အနည်းဆုံး၃ရက်ကမှမဟုတ်လို့ရှိရင်၅ရက်ရေစိမ်းထားရမှာဖြစ်ပါတယ်။ပြီးမှဒီလိုမျိုးချိန်ချင်းဖြစ်ပါတယ်။အခုဒီဆန်ခဲကိုနှဲတယ်လို့ခေါ်ပါတယ်။ပြန်ပြီးတော့နှဲပါမယ်။နှဲတယ်ဆိုတာကတော့တေချာ ်တမတော့အောင်ပြန်နေတဲ့သဘောဖြစ်ပါတယ်နေနေနဲ့ဆန်လို့လေးရညံ့လာပါလိမ့်မယ် ြန်ပြီးတော့နှဲနေတဲ့အချိန်မှာရေမျိုးအိုးကိုတော်တော်ပုတ်ပတ်ဆိုတဲ့အထိတည်ပြထားပါမယ်။မျိုးမူညံ့ပြီးတော့ပြော့လာတဲ့လူဆန်းခဲလုံးကိုစူနေတဲ့ဒီမျိုးရဲ့မှာပြုတ်ပါ လို့ရပါပြီတလုံးလုံးတက်စရာမလိုပါဘူးခုလိုပေါ်ရံသွားကြက်ရရပါမယ် ံးရဲ့အနေထားအခုလိုပြင်လေးပဲချက်ပြီးတော့အတွင်းကဒီလိုမျိုးရှိနေရပါမယ်။ဆန်လုံးတွေကိုညက်ပြီးတော့စီးလာတဲ့အထိဖက်ကြိတ်ပါမယ်။ စံဖြစ်ကြီးလေးကတော်တော်လေးမာနေတယ်လို့ယူဆရဆိုလို့ရှိရင်ရေနွေးပူကိုနည်းငယ်ထည့်ပေးပါအများကြီးထည့်ရမှာမဟုတ်ပါဘူးစတီဇွန်နဲ့ဒီဇွန်လောက်ဆိုရင်လုံလောက်ပါတယ်ထပ်ပြီးတော့ဒါကိုကျက်ပါမယ် ့စီးလာပြီဆိုလို့ရှိရင်ဟာယူထုတ်လို့ရတာပဲ။ဒါဆိုလို့ရှိရင်တော်တော်စီးတဲ့အနေထားကိုရောက်နေပါပြီ။ဒီလိုအနေထားကိုဆိုလို့ရှိရင်ရင်ရေးဆူဆူသဇွန်လောက်ထည့်ပြီးတော့ဒီနေ့ပြန်ပြီးတော့ပြော့သွားအောင်ဖဲပါမယ်။ဆိုလို့ရှိရင်ဘောခလုတ်ကိုဆင်းနေဖြစ်ပါပြီ။ ဘုံသားလို့ကိုစဉ်းစဉ်းကြည့်ဖြစ်တဲ့ကြောင့်လို့လက်မြတဲ့အထောက်ထဲပါမယ်ဒါလေးတွေကိုဖြည်းဖြည်းချင်း နွားချင်းစီတငင်ချင်းစီပတ်ချပေးရပါမယ်။နောက်မှဆိုလို့ရှိရင်အများကြီးလုပ်လိုက်လို့ရှိရင်စုပြီးတော့ခဲသွားမှာဆိုလိုပါ။ဒီကိုဖတ်လေပြန်မှတ်ထွက်သွားအောင်ဒေချာယူဆိုင်ရပါ ကိုတေချာစစ်ပြီးတော့ဘုတ်ဖက်ကြီးရရေးစစ်သွားပြီး၆သွားပြီဆိုလို့ရှိရင်စားသုံးရန်ဆင်းသင့်ဖြစ်တဲ့ဝင်းငါဖက်ကိုရရှိပါပြီ။ဒီမိအတော့ပြည့်ရဲ့အခါမှာတစ်ခုနဲ့တစ်ခုတအားကပ်နေအောင်လို့နည်းနည်းပွားမိထားပါ။အခုဆိုလို့ရှိရင်ပထမပိုင်းနည်းနဲ့ပဲလို့လို့ဒုတိယပိုင်းနည်းနဲ့ပဲလို့လို့ဒီတိနည်းနဲ့မဆိုတန်ရှင်းနဲ့ဆက်ပြီးတော့တာရှည်ခံစေးလုံးဝမတုံထားတဲ့ ငွေငါးဖက်လမ်းကြီးဖက်တွေကိုရရှိပါပြီ။နောက်တစ်ခါမှာတော့အခုလိုမိုးရွာကြီးနဲ့လိုက်ဖက်ကြီးရဲ့ရာသီစာတစ်မျိုးဖြစ်တဲ့ဘဇွန်လျှောက်ရဲ့အင်းတို့ချက်ပြုတ်ကြီးကိုတင်ဆက်ပေးသွားပါမယ်။